ောက်ရေးထားတာကကချင်ပြည်နယ်မှာ KIA မရှိဘူးဆိုရင်ငြင်းချမ်းပါပြီ။လောက်ငယ်သားတွေမရှိဘူးဆိုသူတို့လည်းအာဏာရှိတော်မှာမဟုတ်တဲ့အတွက်တဲ့။သူများသားသမီးတွေကိုဖမ်းပြီးတော့ပေါ့နော်။ကြိုက်တယ်လို့မှုဆိုပြီးရေးသားထားပါအရှင်ဒီလိုမဆူမြအောင်မဲမကလာပါခုတစ်ခေါက်မှာကျွန်တော်စနိုက်ပါစုရဲ့သတင်းလေးတွေကိုနားထောင်ကြည့်အောင်ပါ။ကျန်ရအဖွဲရနေပြီးတော့နှုတ်ထွက်ချင်တဲ့လူငယ်တွေအများကြီးရှိရဲဆိုပြီးတော့ကျမတို့သတင်းလေးရထားပါရှင့်အဲ့လီနဲ့ပတ်သက်ပြီးတော့ရဝံဒီစုပေါ့နော်ပြည်သူစစ်ကနေပြီးထောက်ပြထားတာလေးရှိပါရှင့် အဲ့ဒီထုတ်ပြန်ချက်လေးကနေပြီးတော့ထူးခြားတဲ့ကိစ္စလေးကိုရှင်ထူးခြားတဲ့အချက်လေးကျွန်မထုတ်လုပ်ပြီးတော့ပြောပြချင်ပါတယ်ကျွန်တော်တို့စဉ်းစားကြကိစ္စလေးတွေအများကြီးပါဝင်တဲ့အတွက်ပေါ့နော်အဲ့ဒီလေးကိုတဲ့အတင်းဖန်းစီပြီးတော့စစ်ကြုံပြုခံထားတဲ့သူတွေဟာတဲ့မိမိတို့နဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်လာကြပါဆိုပြီးတော့ထုတ်ပြန်ထားတာဖြစ်ပါတယ်လက်နက်ပါယူဆောင်လာနိုင်လို့ရှင်စုချီးမြင့်မယ်ဆိုပြီးတော့ကြေညာထားပါတယ်ရှင်အဲ့ဒီကနေပြီးတော့တို့ကြေညာစာတွေကပေါ့နော်ထူးခြားတဲ့အချက်လေးတွေကျွန်မကောက်ကောက်ထုတ်ပြီးပြောပြပါမယ်ရှင်နံပါတ်1အချက်ကကြတော့ KIA ကစုဆောင်ခွင့်ယူထားတဲ့ရဲဘော်တွေကအကုန်လုံးဒီဘက်ကအိမ်ပြန်ကျင်နေကြတယ်ဆိုပြီးရေးသားထားပါတယ် ဒီကိစ္စဖြစ်နိုင်ရှိပါရှင့်။ဘာကြောင့်လဲဆိုတော့စစ်တေတိုက်ရပြီဆိုတဲ့အခါကျရင် KNY လို့ပါအောင်လေလူသစ်စုဆောင်နေပေါ့နော်။လူသစ်စုဆောင်ပြီးရဲ့အခါမှာရှေ့တန်းမှာတိုက်ရတာကအဲ့ဒီအရွယ်ငယ်ငယ်လေးတိုက်ရတာ။ကျွန်တော်ဟိုနေ့ကတော့မရုပ်တော့ခိုင်းခုတွေ့ပါတယ်။အော်ဘုံခုကျင်းထဲမှာရှိနေရပါတော့ထိုင်နေရဲ့လူငယ်ဟာဆိုရင်ညနာလေးကတော်တော်ငငယ်ပါရှင့်ဆဲကြောတက်လေးနဲ့တူပါတယ်ဒီလိုအရွယ်ဟာစစ်ဆိုတဲ့စကားကိုပေါ့နော်အပျော်သာသုံးနေကြတာတကယ်တမ်းကြုံလိုက်ကြောက်တယ်ရှင့်ကလေးသာသာအရွယ်လေးပဲရှိသေးရလေသူ့မျက်နှာစိုးရိမ်မှုတွေအပြည့်နဲ့ပေါ့နော်တင်မှာအရန်ကြောက်လာဒါပေမဲ့ကန်ဆိုးစွာနဲ့လည်းသူတို့ရဲ့ ဘုံခုချင်းဟာလက်နဲ့ကြီးထိသွားခဲ့တဲ့အတွက်သူတို့ကံကြမှာဘာဖြစ်သွားလဲဆိုတော့မိဘမျိုးနဲ့မျိုးပေါ့နမနဲ့ချက်ကကြတော့တချို့ကတဲ့ပြန်ဖို့အိမ်မရှိဘူးဆိုတဲ့အခြေအနေရှိရတဲ့အဲ့လိုလူမျိုးတွေဆိုတော့တဲ့ AKI အဖွဲ့မှာစက်နေပါတဲ့ပြီးတော့ဒီပေါ့နော် KI အဖွဲ့ရဲ့လှုပ်ဆောင်ချက်တွေကိုသတင်းပေးတာတွေလုံနိုင်တယ်ဆိုပြီးတော့လည်းပြောထားပါရှင့်ဘာကြောင့်ဒီလူမျိုးတို့ကလောက်ခိုင်းရတာလဲဆိုရင်လက်စားချီဖို့တဲ့ တော့ဒီကျမကျွန်တော်စိတ်ဝင်စားအောင်နော်အိတ်ဖိုင်လေးမှာအဲ့ဒါဘာကြောင့်လက်စားချီရဲဆိုတော့ကိစ္စကိုထည့်ပြောတာလဲဆိုတော့လက်စားချီရတဲ့အကြောင်းရင်းအားတဲ့မိမိတို့လူမျိုးကိုချနိုင်ပြီးတော့တို့ဂျိန်းဖောလူမျိုးစုတွေကလူတစုကောင်းစားရေးကိုလုပ်မိအားပါရှင့်မှန်ပါတယ် KI ရဲ့လှုပ်ဆောင်ချက်တွေကတို့လူတစုအတွက်သာကောင်းစားမှုတွေလုပ်နေတာကိုလည်းမြင်တွေ့ရတာအမှန်ပါပဲရှင့်နံပါတ်၄ချက်ကတော့ KIA အားတဲ့ လောက်နေတာတော်လိုင်းလမ်းစဉ်မဟုတ်ပါဘူးတဲ့ပြည်သူတွေကိုအခွန်ကောက်ပြီးတော့ရှေ့သမျှတင်ရဇာတာတွေထုတ်ရောင်းနေသူတို့ကောင်းစားရေးသူတို့စီးပွားရေးပဲလုပ်နေကြတာဆိုပြီးရေးသားမထားပါနဲ့ရှင့်နံပါတ်၅အချက်လေးကတော့ KIA မှာအင်ဘန်လကအာနာကိုချုပ်ကင်ထားပြီးတော့သူ့သားအင်ဘန်နောကရှေ့သမျှတင်ရဇာတာတွေကိုအားရပါရစိတ်ကြလက်ညှိုးထိုးပြီးတော့ရောင်းစားနေရဲဆိုပြီးတော့ရေးသားထားပါဒီကြောင်ရံနဲ့ပတ်သက်ပြီးတော့မိဘပြည်သူများနားထောင်ကြည့်ရတဲ့အခါမှာဖြစ်နိုင်ရင်ရှိရမရှိဘူးဆိုတာသိတာထင်ရှားပါရဲ့ရှင်။ KIA ဘာတွေလုပ်နေလဲဆိုတာကချင်ပြည်နယ်မှာရှိရတဲ့အားလုံးသိပါရဲ့ရှင်။ ။ KIA ရဲ့လှုပ်ဆောင်ချက်တွေကိုရန်ကုန်ကနေလှမ်းပြီးတော့ချီချူထောပနာမပြုတ်နဲ့လေ။ဟုတ်တယ်မလား။တေချာတိချင်းကချင်ပြည်နယ်ကိုသွားနေ။ KIA ရဲ့ကြောင့်ကချင်လူမျိုးတွေဘယ်လောက်ထိဆုံးရှုံးမှုတွေများနေလဲဆိုတာသိချင်တော့အဲ့ဒီမှာသွားနေပြီးကြီးမှသိမှာရှင်သိလား။အဲ့လိုတော့ရှိပါရဲ့နော်။နမတ်ချောင်းရေးထားတာကကချင်ပြည်နယ်မှာ KIA မရှိဘူးဆိုရင်ငြင်းချမ်းပါပြီ။လောက်ငယ်သားတွေမရှိဘူးဆိုသူတို့လည်းအာနာရှိတော့မှမဟုတ်တဲ့အတွက်တဲ့။သူများသားသမီးတွေကိုဖမ်းပြီးတော့ပေါ့နော်။ကြိုက်တယ်လို့ မို့ဆိုပြီးရှင်းသားထားပါတယ်ရှင်ဒီသဘောတရားလေးကတော့လက်ခံပါတယ်။ဘာကြောင့်လဲဆိုတော့ဟုတ်တယ်လေစစ်သားမရှိမှတော့မလို့ပြီးတော့ဒီအဖွဲ့ကြီးရရှိတော့မှာလေဇလန်းအလိုရရှိရပေါ့နော်အဲ့လိုနေထားလေးပါရှင်။မကွနဲ့အဆက်ကတော့အင်ဗန်လာဟာတဲ့လူခွင့်ရေးများစွာကျူးလွန်ထားတဲ့အာနာရှင်သဘုံကောင်းဆောင်ဖြစ်တယ်ဆိုတာအလုံးသိပါ။သူ့မကောင်းချောင်ပြောတယ်ဆိုတော့မှ तू ကတတ်ပြစ်တယ်ဆိုပြီးတော့ကချင်ပြည်နယ်သားတိုင်းသိပါတယ်လို့ကချင်ပြည်နယ်ကကချင်ပြည်နယ်သားတွေကိုတတ်တည်ပြုတ်ပြီးတော့ပြောသွားခဲ့တာဖြစ်ပါရှင်။ကျင်ညာထားတဲ့စာအုပ်လေးမှာအရေးကြီးဆုံးအချက်လေးကတော့နံပါတ်၈ချက်ဖြစ်ပါရှင်။ မကြခင်နဲ့မင်းတို့လူမြောက်ဖို့အတွက်ကျုပ်တို့စူးစမ်းနေပါတယ်ကျုပ်တို့ယုံကြည်ပါကျုပ်တို့ဒီပြည်သူတူတူတယောက်နဲ့နေမှုကောင်မှအလို့မရှိပါဘူးအခု KYA ကနေပြီးတော့မတရားဖမ်းဆီးပြီးစစ်ကြုံပြုခံနေရတဲ့ရဝံလီစုရှမ်းဒီလော်ဘောလက်ချိတ်အစည်းအပြင်ကောရခါဂျိန်ဖောတို့အားလုံးအမြန်ဆုံးလူမြောက်နိုင်ဖို့အဆောင်ကုန်စူးစမ်းသွားပါမယ်ဆိုပြီးတော့ကတိပေးပါတယ်တဲ့ဂျင်ညာထားတွေ့ရမှာချက် KIA ရဲ့လက်ချက်နဲ့တိုင်းရင်းသားတတော်များများကလူသိစုဆောင်ခံရပြီးတော့ဒုက္ခပင်လည်းဝေနေတဲ့တူပါရှင့်။ဒါကြောင့်အခုလိုမျိုးထုတ်ပြန်ပြီးတော့ကဲတင်မှုတွေကိုစူးစမ်းကြတာဖြစ်ပါရှင့်။ ကျွန်တော်နိုင်ငံရယ်ရှင်သိလားလက်နက်ကင်တွေရဲ့လုပ်ငန်းကတော့ဘယ်တော့မှပြောင်းလဲသွားခြင်းမရှိဘူးเนาะကျွန်တော်တို့ပြည်တွင်းစစ်လက်နက်ကင်ဖိဘခပြည်တွင်းစစ်ပေါ်ရှင်ဖြစ်နေရတဲ့နေပေါင်းများစွာကြာခဲ့ပြီးမြမတက်မတော်ကသာအဆင့်ဆင့်ပြောင်းလဲသွားပြီးတော့နိုင်ငံတော်ကာကွယ်တဲ့လမ်းစီကိုပေါ့နော်သူအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်သူဒီအဆင့်ညှင့်လာတဲ့အခြေအနေတခုမှာတိုင်းရင်းသားလက်နက်ကင်တွေကလာခြင်းလည်းမရှိဘူးเนาะသူတို့ကလေဒီတိုင်းပဲလူသစ်စုဆောင်မယ်၊မွေးစေဝါရှောင်းမယ်၊စက်ကြီးကောက်မယ် တယံစာဒလည်းမျိုးထိုးရောင်းမယ်အဲ့တယံစာဒတွေကိုလည်းတကယ်လို့အပေါ်စားဈေးနဲ့ရောင်းနေတာတစ်ဖက်နိုင်ငံအောင်ရောင်းနေကြတာနော်ကချင်ပြည်နယ်ထွက်တဲ့အင်မတန်တန်ဖိုးရှိတဲ့ဒေါ်လာကိုဘီလီယံချီတန်တဲ့ကြောက်စိမ့်တွေဘဲကိုရောက်နေတယ်မေးလို့ရှိရင်အဲ့ KIA ကိုမဖြေတတ်ဘူး KIA မဖြေတတ်ဘူးတိလာအမှန်ဆိုလေကိုယ်နိုင်ငံမှာထွက်တဲ့ပစ္စည်းဆိုတာကတန်ဖိုးအလိုက်ကိုဘယ်လိုပြောထိုက်တဲ့နဲ့တန်ဖိုးရတဲ့လားကျွန်မပြောချင်တာလေတဲ့ထိုက်တဲ့နဲ့တန်ဖိုးရတဲ့လားဒါပေမဲ့ KIA တွေကထုတ်သွားပြီဆိုရင်ပေါပေါပဲပဲဈေးနဲ့ရောင်းတာချင်း သူများနိုင်ငံကပုံပုံပဲဝယ်တာပေါ့ရှင်အစိုးရနဲ့ချိတ်ဆက်ပြီးဘယ်ဝယ်တော့မလဲရှင်တပုံးနဲ့ပဲချိတ်ဆက်ပြီးဝယ်တော့တာပေါ့တဘောကြီးကအလကားရနေရလေအလကားရနေရလေဟာလေလေအဲ့ KIA အဖွဲ့တခုပဲပြောချင်တယ်ပတ်စံမမြင်ဘူးလားမသိနော်ပတ်စံမမြင်ဘူးအဲ့လိုလိုရလေပတ်စံမမြင်ဘူးရဲ့ရှိရဲ့ရှင်ရှိရဲ့ကိုရောင်းတဲ့ပစ္စည်းတန်ဖိုးတော့ကိုမသိဘူးကြောက်စိမ့်တတုံဘလောက်တန်လဲဆိုတော့မသိရနဲ့ပေါ်ပေါ်ပဲပဲစိနေရောင်းနေဆိုတော့အဲ့ပတ်စံမမြင်ဘူးတဲ့လူတွေလောက်ပဲလောက်ရှင် တိလားပတ်စံမြင်ဘူးတဲ့သူတွေကြောက်စင်းရတံပိုးသိရသူတွေကဘယ်တော့မှအဲ့လိုလုံးမလုပ်ဘူးရှင့်ပြီးတော့နောက်ခုရှိတာကကချင်ပြည်နယ်မှာထွက်တဲ့နောက်ထပ်တံမိုးကြီးလုံးနဲ့အရာတကွာပရင်ရှင့်ပရင်လေးတွေမြင်ဘူးပါလဲမယ်ပရင်လေးတွေအထဲမှာဆိုအကောင်လေးတွေပါတက်တယ်လေအဲ့ဒီဟာလေးတွေတကယ်ကိုနှစ်ချို့နေတဲ့တံပါလေးရှင့်အဲ့လာရဒေါ်လာကိုတကယ်ကိုအဲ့လိုမျိုးအများကြီးတန်တာအဲ့လာလေးလည်းပေါပေါပဲ့ပဲ့နဲ့ရှောင်းတယ်စဉ်းစားကြည့်ပါပတ်စံမမြင်ဘူးဘူးသူတို့ပတ်စံမမြင်ဘူးတံမိုးလည်းမသိဘူးတံမိုးသိမှတံမိုးရှိတဲ့စကားသူတို့ပြောရမှာသူတို့နှစ်ပဲ၆ပြားရရင် ိုကပေးတဲ့နှစ်ပဲ၆ပါမြန်မာနိုင်ငံနဲ့တွေ့မြန်မာနိုင်ငံဈေးနဲ့တွေ့တဲ့ခါကျတော့အများကြီးဖြစ်နေတာပေါ့အဲ့ဒါတို့တော့အဟုတ်တင်နေတယ်။ဘာကြောင့်လဲဆိုတော့အဟုတ်တင်ရတဲ့အကြောင်းရင်းရတယ်အဲ့ပတ်စံတို့တို့လောက်တယ်လေ။တို့လူတစုတို့တော့လောက်တယ်လေ။တို့ကချင်ပြည်နယ်တစ်ခုလုံးတော့မလောက်ဘူးလေ။ KIA ရဲ့အခုပရင်းနေရှောင်းနေကြောက်စိမ့်နေရှောင်းနေဖောင်ခိုးတွေလုတ်ပြီးရှောင်းနေအဲ့ဒီပတ်စံတွေကချင်ပြည်နယ်မှာတရားတစ်စင်းဖြစ်လာ။ဟမ်လမ်းတစ်ခုဖြစ်လာ။ကျောင်းတစ်ခုဖြစ်လာ။စစ်ဆေးကြည့်ကြပါဦးကချင်ပြည်နယ်ပြည်သားတွေကျွန်မပြောပြချင်တာ။ KIA ကကချင်ပြည်နယ်ကိုအကျိုးပြုတယ်ဆိုဗမာလဲကချင်ပြည်နယ်မှာ KIA ရေးဆောက်တဲ့ဥစားတရား ်ကရိုင်ဆောက်တဲ့လမ်းကရိုင်ဆောက်တဲ့ကြောင်းကျွန်မတို့လက်ညှိုးထိုးပြပါအောင်ရှင်အဲ့ဒါအောင်မှာဘာဖြစ်လဲကချင်ပြည်ပြည်နယ်လွတ်တက်ရေးတို့ကချင်လူမျိုးလွတ်မြောက်ရေးတို့ရှောက်ပြောနေတာရှောက်ပြောနေတာပတ်စံမမြင်ဘူးတဲ့အုပ်စုတွေအဲ့ဒါတွေကပတ်စံမမြင်ဘူးတံပိုးကိုလည်းမသိရတဲ့နှစ်ပဲ၆ပြားနေတဲ့ကဘာကဘာထင်နေတာလက်လက်လေးကင်ပြီးတော့ตายရနေတာအချိန်နဲ့ဆေးလေးချမိသားစုမိန်းမကိုလက်ဝဲကနာဆင်မိန်းမကိုနိုင်ငံခြားဈေးဝယ်ထွက်ခိုင်းဆိုပြီးတော့ပတ်စံမမြင်ဘူးပဲနဲ့လူစည်းစိမ်ခန်းစားနေတဲ့တဘွားဇံလေးအဲ့ဒါတိလားတဘွားဇံလေး တော့နောက်ဘွားကြရင်တော့ကချင်ပြည်နယ်မှာကြုံခံမှုလူလာဖြစ်လက်မယ်။ဟောကချင်ပြည်နယ်ရဲ့အစီနစ်တစားတဲ့ KIA တွေနောက်ဘွားကြရင်လူလာဖြစ်ရင်ကချင်ပြည်နယ်မှာလုံးဝကြုံလာခံရမှာတို့ဘလို့ပုံစံနဲ့ကြုံခံရမှာလဲဆိုတော့ကျွန်မပြောတတ်တော့။နော်အဲ့လိုတော့ရှိရဲ့ရှင့်။ပြီးတော့တိုင်းနယ်နဲ့နယ်ကိုင်းတွေအကျင့်အရင်တိုင်းမပြောင်းလဲဘူး။ဘာမှမပြောင်းလဲဘူးနော်။တက်မလို့ကဒါအရာအလုံးပြောင်းလဲသွားတာ။အချိန်လေးအရလိုရှိရပါတော့ဒီတော့ KIA မှာတာဝန်မလုပ်ချင်မဲနဲ့သွားပြီးတော့တာဝန်ထမ်းဆောင်ရတဲ့လူငယ်တွေဖတ်ကြပါဘလို့ပဲဖြစ်ဖြစ်ဒီဘက်ကလက်ခံတဲ့အဖွဲ့အစည်းနဲ့ပူးပေါင်း KIA ကင်းရနေသွားတယ်ဆိုရင်ကချင်ပြည်နယ်လေးအေးချမ်းသွားလိမ့်မယ်။နောက်ဆုံး KIA ကကချင်ပြည်နယ်မှာလုံးဝပျောက်သွားပြီလို့စဉ်းစားကြည့်လိုက်။သိလား။ဘာမှမဟုတ်ဘူးဆိုတော့မှကချင်ပြည်နယ်ကထွက်တဲ့တရံဇာတတွေဟာတံပိုးကြီးမားစွာနဲ့ရောင်းချမှုလမ်းကြောင်းပေါ်ရောက်လာမှဖြစ်ပြီးတော့တရားဝင်လမ်းကြောင်းပေါ်တော့တရားဝင်လမ်းကြောင်းကနေရောင်းချမှုရောက်လာမှဖြစ်တဲ့ထိုက်တဲ့နဲ့တံမိုးတွေကျမတို့ရမှာဖြစ်တယ်။အဲ့ဒီကနေမှကချင်ပြည်နယ်တိုးတက်ရေးဆိုရင်လမ်းကြောင်းစီကိုကျမတို့သွားမှာရှင့်။ကချင်ပြည်နယ်တစ်ခုတည်းမဟုတ်ဘူးတနိုင်ငံလုံးတိုးတက်ဖို့အတွက်အဲ့ဒီပတ်စံတွေကျမတို့သုံးလို့ရတယ်။ လောက်ငါလို့ရှင်သုံးလို့ရတယ်လေပပေါ်ပဲစိမ့်နဲ့ရောင်းမှာတော့တို့တစုပဲစားလို့လောက်မှာပေါ့ရှင်တနေ့ကချင်ပြည်နယ်တစ်ခုလုံးမပြောနဲ့မြန်မာနိုင်ငံတစ်ခုလုံးမပြောနဲ့ကချင်ပြည်နယ်တစ်ခုတော့တော့မှလောက်မှာမဟုတ်ဘူးဟုတ်တယ်မလားဇလန်ရှင်ရှင်လေးနော်ဒီတော့တိုင်းနယ်လက်နက်ကိုင်တွေကစီဝိုင်းမလုပ်တတ်ပါဘူးရှင်စီဝိုင်းမလုပ်တတ်လို့ပဲမွေးရစီဝါလေးရောင်းလိုက်တရားမဝင်ကုံတွယ်လေးလှုပ်လိုက်နဲ့ချမ်းသာနေကြတာတို့ချမ်းသာတဲ့ပတ်စံနဲ့တို့ရေချေရှိလို့ရတဲ့ပတ်စံမဟုတ်တာတို့တာမရှက်တာတို့တာမရှက်တာတို့ကြည့်ကျမတို့ကရှက်တယ်နော်အဲ့လိုရရှိရရှက်ဒီတော့ကချင်ပြည်နယ်မှာ KIA ပပျောက်သွားပါစေ တချင်လူမျိုးတွေအတွက်ပေါ့နော်လှပတဲ့အနာဂတ်တွေအများဆုံးရောက်ရှိလာပါစေလို့ကျွန်တော်တို့ဆုတောင်းပေးပါရှင်ဘုံမှာလက်ကြိုင်အခွင့်တွေကတော်တော်လေးကိုကြားဆုံးများနေတယ်စိတ်သက်တွေလည်းတော်တော်လေးကြာနေတယ်လို့ကျွန်တော်တို့ကြားသိရတယ်ဗျာနော်ကြာခင်ကြိုင်ရတော့လူတုံးလို့မှတ်ချင်ပါတယ်အခုလိုတဲ့င်းကိုပြောပြပြောတဲ့စနေပါဆိုလည်းကျေးဇူးတင်ပါတယ်